ချမ်းသာတဲ့သူတယောက်ဖြစ်ချင်တယ်ဆိုလို့ရှင်တော့မြတ်တို့ကဒီ mindset ရှိမှရမယ်။အမေခဏခဏပြော mindset ဆိုတာကအရင်အရေးကြီးတယ်။လူတယောက်က mindset မကောင်းဘူး၊သူ့ရဲ့ခံစက်တွေမကောင်းဘူးဆိုရင်ဆိုရင်သူ့ရဲ့ဘဝကလည်းကောင်းလာမှာမဟုတ်ဘူး။အဲ့တော့ mindset ဆိုတာကအရေးကြီး၊ကိုယ့်ရဲ့ခံစက်တွေ၊ကိုယ့်ရဲ့ယုံကြည်ချက်တွေကောင်းလာရင်ဆိုကိုယ့်ရဲ့ဘဝကလည်းကောင်းမှုတွေ့တဲ့ကြောင်းတွေတော့မှသိကြတယ်။အဲ့တော့ကိုကချမ်းသာကြွားရတဲ့သူတယောက်ဖြစ်ချင်တယ်ဒါပေမဲ့ကိုညမိုင်းဆက်ကငါချမ်းသာပါနိုင်မလားအာချမ်းသာအောင်ငါလုပ်နိုင်မှာမလားဒီလိုမျိုးချမ်းသာမှုနဲ့ ငါထိုက်ထိုက်တယ်မှာမလားငါမထိုက်တယ်ဘူးဒီလိုမျိုးမှဆက်ရှိနေဆိုရင်တော့အေးကြတယ်ချမ်းသာတဲ့သူတယောက်ဖြစ်လာမှာမဟုတ်ဘူးအော်ကိုကချမ်းသာတဲ့သူတယောက်ဖြစ်နေဆိုတော့ရှင်တော့ဒီ mindset ရှိမှရမယ်အဲ့ message ကဘာလဲဆိုရင်ငါဟာချမ်းသာကြွားမှုတွေကိုဖန်တီးနိုင်စွမ်းရှိတယ်ငါဟာကြွားချမ်းသာမှုနဲ့ငါကထိုက်တယ် အခုဒီဗီဒီယိုကြည့်နေတဲ့သူကကိုကိုကိုချမ်းသာမှုနဲ့မထက်တမ်းမှုငါကအဲ့လိုမျိုးဖြစ်အောင်လုပ်နိုင်မှာမလားဆက်ပြီးအဲ့လိုတန်ပြရဝင်နေတယ်အဲ့လိုမျိုးခံချက်တွေရှိနေတော့ဒီ mindset ကိုစက်ချင်းတတိယလိုက်ပါငါဟာချမ်းသာကြွယ်ဝအောင်ဖန်တီးနိုင်စွမ်းရှိရဲ့ချမ်းသာကြွယ်ဝမှုနဲ့ငါဟာထိုက်တန်တယ်